နောက်ထွေထွေစိန်ခေါ်မှုများကတော့တိကျတာအပေးကွန်ရက်များမှာလက်ရှိအဲဓာအားကနှုံဓာပေါ့နော်ဒါခုနကလည်းပြောပြသားဖြစ်ပါရှင်ဓာအားကနှုံဓာတွေကောက်ခံရရှိမှုဟာစီးပွားရေးရတွက်ချိတ်ကိုင်းမှုမရှိဘူးပြုပြင်ထိမ့်သိမ့်စိတ်တွေမြင့်တက်တယ်ဘက်ထရီတွေလဲလှယ်ရမယ်အဲအဲ့ဒီစိတ်တွေရှိတယ်ပုတ်ကလေးကရင်းနှီးမြုပ်နှံမှုတွေအရင်ချေ ဖို့လိုတယ်ပေါ့နော်အရင်ကြိတ်ပြီးတော့မှသူတို့အမျက်လေးရှိတော့မှတိုးချက်ပြီးတော့မှကျမတို့ရင်းနှီးမြုပ်နှံပြီးဝန်ဆောင်မှုကောင်းကောင်းပေးနိုင်မှာဖြစ်ပါတယ်ရှင်။နောက်ကြက်ငွေတန်ဖိုးကျဆင်းတယ်ငွေကြေးဖောင်းပွားမှုနှုန်းမြင့်တယ်လောင်စာစီတွေဆေးမြင့်တက်တယ်အဲ့ဒါတွေကြောင့်မလို့ဓာတ်အားထုတ်လုပ်တဲ့အခက်ခဲတွေရင်ဆိုင်နေရတယ်။နောက် NEP ဆိုတော့ National Electrification Plan မှာပါတိကြားဓာတ်အားပေးကွန်ရက် စတင်ပြီးနှစ်တန်ငယ်အကြာမှာကျေးရွာမီးလင်းရေးအဖွဲ့ကိုလွှဲပြောင်းမယ်လို့ရည်ရွယ်ခဲ့တယ်။ကျွန်တော်တို့ဒီ NEP ရဲ့အောက်မှာကျေးရွာမီးလင်းရေးအဖွဲ့တွေအဖွဲ့စည်းပြီးတော့မှဒီကျေးရွာတွေမီးလင်းပြီဆိုရင်တစ်ချိန်မှာတော့ဗာလဲအဲကျွေးကျေးရွာမီးလင်းရေးကော်မတီတွေကိုကျွန်တော်တို့ဟိုပါပေါ့နော်အလွှဲပြောင်းမယ်ဆိုပြီးဆောင်ရွက်ခဲ့ပေမဲ့လည်းမိမိကဲသူလွှဲပြောင်းပြီးကြေးရွာမီးလင်းရေးကော်မတီများမှမိကဲသူရေရှည်တီရဆေးရန်ဆောင်ရွက်ပြီဆိုတဲ့အချက်ကရှင်းရှင်းလင်းလင်း မရှိဘူးပေါ့နော်အဲ့ဒါလေးဖြစ်နေပါတယ်။နောက်အထက်ပါချက်များနေပြီးတော့ဓာတ်အသုံးသုံးလိုအမြင့်တက်လေးအရှုံးပေါ်လေးအခြေအနေကိုဟိုရင်ဆိုင်နေကြရတာဖြစ်ပါတယ်ရှင့်။နောက်သုံးသက်ချက်အနေနဲ့မြန်မာနိုင်ငံဟာစွမ်းရည်အကျတဲနေနဲ့ရင်ဆိုင်နေရတယ်။လျှက်စစ်ဓာတ်အထုတ်လို့မှုကျွဲဝပေမဲ့အစွမ်းကျွဲဝလာတဲ့စွမ်းရည်အရင်းမြစ်များနဲ့နှိုင်းချိန်လို့ရှိရင်ကျွန်တော်တို့ထုတ်လို့မှုဟာအဆမတန်နေပါနေတာကိုတွေ့ရှိရတယ်။2020နှစ်2023ခုနှစ်မှာလူတဦးချင်းလျှက်စစ်ဓာတ်အသုံးဆွဲမှုဟာ308 ကီလိုဝတ်နာရီပဲရှိပြီးတော့မှအဲ့ဒါပေါ့နော်တခြားအလားတူနိုင်ငံနေနဲ့စာလို့ရှိရင်ကျွန်တော်တို့သုံးပုံတစ်ပုံပဲရှိတယ်လို့သိရှိရပါတယ်ရှင်။နောက်ဘတ်ဆောင်အကြက်တဲတွေကြောင်းလျှက်စစ်တပ်အားထုတ်လုပ်ဖြန့်ဝေမှုအမြင့်ဆုံးဖြစ်တဲ့2021မေလနောက်ပိုင်းမှာတဖြည်းဖြည်းကျဆင်းလာတာဖြစ်ပါတယ်ရှင်။ပြစစ်တပ်အားပြတ်တောက်မှုဟာတိုင်းဒေသကြီးပြည်နယ်များတွင်များမှာမတူညီတဲ့ပုံစံနဲ့ရှိနေတာကိုတွေ့တွေ့ရမှာဖြစ်ပါတယ်။ဥပမာမြို့ကြီးတွေမှာဆိုရင်ဆက်ယုံလုံယုံတွေကပိုခံစားရတယ်။နောက်လူဦးရေကျက်တဲတယ်။နောက်ရန်ကုန်မြို့လိုမျိုးဆိုရင် အထက်မြင့်နေမှာနေရတဲ့အခါကျတော့မီးမရလို့ရှိရင်ရေတင်လို့မရဘူး။နော်စသဖြင့်ပေါ့နော်ရေပါတုံးလို့မရတဲ့အခက်အခဲတွေရှိတယ်ဆိုတော့ဒါလေးတွေကတော့မတူညီကြပါဘူးဖြစ်ဒေတာတစ်ခုနဲ့တစ်ခုဟိုဟာဖြစ်တာပေါ့နော်ခုနချင်းတို့ရခိုင်တို့ကြားတို့လိုမျိုးပြိပခတိတ်ဆိုးွားတဲ့နေရာမှာတော့24နာရီလုံးမီးလုံးကမရပဲနဲ့ပြတ်တောက်နေတာပေါ့နော်ဒါမျိုးတွေလည်းရှိနေတာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ထုတ်လုပ်တာအကန့်အသတ်နဲ့ပဲရှိတော့ကျမတို့ကလူနေအိမ်တွေဦးစားပေးပေး ပိုးလွတ်နေတော့ဆက်မှုဇုံတွေမှာရှိတဲ့လျှက်စစ်မီးကိုတရက်ကို2နာရီလောက်ပဲပေးနိုင်တယ်ဆိုတော့ဒါဟိုပါပေါ့နော်ဒီထုတ်လုပ်စရိတ်တွေလည်းကြီးမြင့်ပြီးတော့မှလုပ်ငန်းရှင်တွေလည်းစီးပွားရေးထိခိုက်နေတာပေါ့နော်ဒါတွေလည်းဖြစ်နေတယ်အဲဆိုလို့ရှိရင်ကျွန်မအာဒါလေးတွေကြော်သွားလိုက်မယ်အရှိရလဲပေါ့ပြောပြီးပြီဆိုတော့လေသုံးသချက်ကကျွန်မတို့ ပါတီရဲ့မူဝါဒပါရှင့်အခုအခုချိန်ကနေစပြီကျမတို့ပါတီရဲ့မူဝါဒကမြမစွန့်ရင်အနာဂတ်ဆိုပြီး2025-2040အပုံဖော်ကြည့်ခြင်းပေါ့နော်ဆိုလို့ရှိရင်လာမယ့်15နှစ်ပေါ့ရှင့်အခုက2025-2040အထိဆိုရင်နောက်ထပ်15နှစ်အတွင်းမှာလက်တွေ့ကျတဲ့နှစ်လန်းသွားမဟာဗျူဟာကိုကျင့်သုံးမယ်ဒါကျမတို့ကျမတို့ပါတီရဲ့မူဝါဒဖြစ်ပါတယ်နိုင်ငံတော်ကဥဆောင်နေတဲ့စီမံကိန်းတွေကိုလည်းအစိုးရနဲ့နိုင်ငံခြားတိုင်းရင်းနှီးမြှုပ်နှံမှုတွေကိုကျမတို့ဆက်လက်ဖိတ်ခေါ်မယ်အစိုးရကလည်းရင်းနှီးမြှုပ်နှံ အစိုးရနိုင်ငံခြားတိုင်းရဲ့ယင်းဒီမြုပ်နှံမှုတွေလည်းကျွန်တော်တို့ဖိတ်ခေါ်မယ်ပြီးလို့ရှိရင်နောက်တစ်ခုကတော့ဗာလဲဆိုအသေးစားအသေးစားပေါ့နော် decentralized renewable energy ပေါ့ရှင်ဆိုလို့ရှိရင်တပိုင်းတနိုင်ထုတ်လုပ်တာတွေပေါ့ဒီပုဂ္ဂလိကကနေတပိုင်းတနိုင်ထုတ်လုပ်တာတွေဒါတွေကိုကျွန်တော်တို့အများကြီးအဲကျွန်တော်တို့အတူကောက်က DRE ပေါ့နော် decentralized renewable energy DRE ဖြည့်ရှင်းနည်းတွေနဲ့ကျွန်တော်တို့လက်တွေ့အကောင်အထည်ဖော်ဖို့ အဲကျွန်တော်တို့နှစ်လန်းသွားပေါ့နော်ပုဂ္ဂလိကကလည်းတပိုင်းတနန်ရင်းနှီးမြုံနံပြီးလို့ရှိရင်နိုင်ငံခြားကုမ္ပဏီတိုက်ရိုက်ရင်းနှီးမြုံနံမှုအကြီးကြီးတွေအမျိုးတကယ်နိုင်ငံတော်အဆင့်စီမံကိန်းတွေအစိုးရလည်းလုပ်မယ်အဲ FDI နေရာလည်းလုပ်မယ်ပြီးလို့ရှိရင်တပိုင်းတနန်နေလည်းလုပ်မယ်ပေါ့နော်အဲဒါတွေကျွန်တော်တို့မြေတောင်မြောက်သွားမယ်ဆိုတော့အဲနှစ်လန်းသွားမဟာဗျူဟာဖြစ်ပါတယ်ရှင်အဲဒါတွေကတော့အသေးစိတ်ဖြစ်သွားတယ်အဓိကကတော့အဲ့နှစ်ခုပါရှင်ဆိုလို့ရှိရင်အဲဆိုလို့ရှိရင်ကျွန်တော်တို့ decentralize ဆိုကျမကျမ hotel key မှာတာဝန်ထမ်းဆောင်တော့ဟိုတယ်လုပ်ငန်းရှင်တွေဗာပြောဘူးလဲဆိုရင်ဟိုတယ်ကြီးက24နိုင်မီလင်းမို့လို့တယ်ဒါရန်ကုန်မှမဟုတ်ဘောเนาะမြန်မာတပြည်မြန်မာပြည်တနန်တလျားမှာရှိတဲ့ဟိုတယ်ကြီးအဲ့ဒါဆိုတဲ့အခါကျတော့နိုင်ငံတော်ကနေပြီးတော့မှ green energy loan လို့မျိုးများပေးနိုင်မလားဗောเนาะဆိုလို့ရှိရင် solar ကိုသူတို့ဗာသူတို့ရင်းနှီးမြှုပ်နှံမယ်ဒါပေမဲ့ဒီအတွက်မှဒီရင်းနှီးငွေကိုနိုင်ငံတော်ကနေ အချီချီပေးပေါ့နော်ချီပေးပြီးလို့ရှိရင်နိုင်ငံတော်နေချင်းငွေချပေးအချင်းငွေချပေးပြီးလို့ရှိရင်တဖြည်းဖြည်းအရေးကြအတိုးရင်းပေါင်းပြန်ဆက်တဲ့စနစ်ပေါ့အတိုးနဲ့နဲ့နဲ့ပြန်ဆက်တဲ့စနစ်အဲ့ဒါဆိုရင်အဲသူတို့ဒီလည်းအဆင်ပြေမယ်ဒီဟိုတယ်တွေလည်းအဆင်ပြေမယ်ဒါနိုင်ငံတကာအဆင်မီပေါ့နော်ဘယ်ဟိုတယ်သွားသွားကျမတို့က24နိုင်မီရဖို့မျှော်လင့်နေအောင်ရှင့် အဲဆိုလို့ရှိရင်ကိုယ့်အိမ်မှာကိုကတော့မီးမရရင်လည်းတမျိုးတမီပေါ့ကိုယ့်အကူကြံဖန်ပြီးနေမှာပေါ့နော်ဟိုတယ်ပတ်စံပေးပြီးနေတဲ့နောက်တော့24နိုင်မီးပေးဖို့လိုတာပေါ့နော်ဒါကကျမရဲ့အတွေ့အကြုံလေးဖြစ်ပါတယ်ရှင်ဆိုလို့ရှိရင် green energy လုံးလိုမျိုးပေါ့ဆိုလို့ရှိရင်တပိုင်းတနိုင်နေခုန DRE ပေါ့နော် decentralized renewable energy ဆိုတာခုနလေအားလျှက်စစ်လေးတွေလုတ်ခြင်းလားရေအားလျှက်စစ်အသေးလုတ်ခြင်းလားအဟိုပြီးလို့ရှိရင် အဲပြီးလို့ရှိရင်ဒီဒီနေအောင်ကြီးစွန့်ရင်သုံးဆိုလာနဲ့လျက်စစ်ထုတ်ခြင်းလားအဲ့ဒါတွေအတွက်ဆိုရင် green energy loan လို့မျိုးနိုင်ငံတော်ကပေးတာမျိုးပေါ့နော်အဲ့ဒါဆိုရင်အလုတ်ရှင်တွေလည်းအဆင်ပြေမှာဖြစ်ပါတယ်ရှင့်အဲနောက်တစ်ခုကကြတော့ဒီ ငွေပဲအတိမတည်ရင်းနှီးငွေတွေဘယ်ကရမှာလဲပေါ့နော်ဒါလည်းအရေးကြီးပါတယ်နိုင်ငံတကာအလှရှင်များနဲ့ဖွံ့ဖြိုးရေးဘဏ္ဍာရေးအဖွဲ့အစည်းတွေပေါ့နော်ဆိုလို့ရှိရင်အင်္ဂလိပ်လိုတော့ development finance institution တွေဖြစ်ပါရှင်သူကပတ်စံတော့ချီးပေးမယ်ဒါပေမဲ့စီးပွားရေးအတွက်ချီးပေးတာမဟုတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ငွေချီးချင်းငွေချပေးတာမျိုးပေါ့နော်အဲ့လိုမျိုး development finance institution FD DFIS တွေပေါ့ DFIS တွေကနေပြီးတော့မှ DRI စနစ်အတွက်ချင်းငွေနဲ့ထောက်ပံ့ကြီးတွေပြီးလို့ရှိရင်ရင်းနှီးမြှုပ်နှံမှုများမှာအသက်မွေးပညာသင်တန်းတွေဒီအတွက်ပံ့ပိုးတာပေါ့နော်ဥပမာခုနကပြောသလိုကျမတို့ဒီလျှက်စစ်နဲ့ပတ်သက်ပြီးစွမ်းဟိုကျွမ်းကျင်တဲ့လှုပ်သားတွေမွေးထုတ်တာပေါ့နော်ဒါမျိုးတွေလည်းကျမတို့ကအဲဒါမျိုးတွေလည်းကျမတို့ကဟိုဟာဆောင်ရွက်ရမှာဖြစ်ပါတယ်နောက်တစ်ခုကစွန့်ရင်ဖြန့်ပြူးရေးနဲ့ကျွမ်းချင်မှုဖွံ့မျိုးတိုးတက်ရေးအတွက်ကိုနော်အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေပေါ့နော်အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ NGO တွေ အရဖွဲ့အဖွဲ့စီ CBO တွေနဲ့ကျွန်တော်တို့လက်တွဲဆောင်ရွက်တာမျိုးပေါ့နော်အဲဒါလေးတွေတင်နန်းပို့ချတာတို့ဘာလို့ဒါတွေက NGO တွေ CBO တွေကနေဆောင်ရွက်နိုင်တာဖြစ်ပါရှင့်အဲ့လိုလဲပေါ့နော်ဒီအရဖက်အဖွဲ့စီနဲ့လဲကျွန်တော်တို့ပူးပေါင်းဆောင်ရွက်ဖို့ဆိုပြီးတော့မှအဲကျွန်တော်တို့ပါတီရဲ့မူဝါဒဖြစ်ပါရှင့်